တို့လူကြံခံခါစားမှာတခင်ဆိုကြီးကိုလည်းဒါဆူဆင်းလေးတွေတတ်တာလို့ပြောတယ်။အောင်ဆန်းဆိုတဲ့ကောင်ကဟိုကောင်ကကြောင်းသားလေးပြည်စည်းကိုငါချီတော့ငန်းနမလေးမလေးလေးကွာမလေးလေးကွာတို့ချင်းချင်းမစည်းလုံးနဲ့လို့ဒီလိုဖြစ်ရလား။ဗမာတမတော်အရာရှိအဖြစ်တန်တန်းပေးနေတဲ့သူရဥတင်ဦးဟာ1948ခုနှစ်ဖေဖော်ဝါရီလက မင်းမြို့မှာတက်တွေကိုစစ်ဆေးခဲ့ခြင်းမြမလွတ်လပ်ရေးဖခင်ကြီးကိုနောက်ဆုံးတွေ့မြင်ခဲ့ရပါတယ်။ကာဂီယုံစစ်ဝတ်စုံခပ်ပွားဝါနဲ့ဖော့အုပ်ထုတ်ဆောင်ထားပြီးခတ်တီတီအနေထားနဲ့တက်တွေကိုစစ်ဆေးခဲ့ခြင်းမှာတော့ဗိုလ်ချုပ်နဲ့အတူဗိုလ်ချုပ်ကတော်ဒေါခင်ကြီးလည်းပါဝင်ခဲ့ပါတယ်။တနိုင်ငံလုံးကဒီကနေ့အချိန်ထိဗိုလ်ချုပ်လိုမျက်မျက်နှာနှာခေါ်ဝေါ်နေတဲ့လွတ်လပ်ရေးပြည်သူ့ကာကြီးဟာ1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာမတမာသူတွေရဲ့လက်ချက်နဲ့ကြာဆုံးခဲ့ရပါတယ်။ အဲ့ဒီနေ့ကမေမျိုးမှာတာဝန်ခန်းဆောင်နေတဲ့သူရဦးတင်ဦးဟာညနေ3နာရီလောက်မှာတော့အာဇာနီကောင်းဆောင်ကြီးတွေလှုပ်ကြံခံရတဲ့အကြောင်းကိုသတင်းကြားရပါတော့တယ်အဲတောင်ဘော49 49ခုပေါ့ဒီကုန်းနဲ့ဆောင်းတွင်းဆိုတော့ဖေဗရယ်လောက်ဖြစ်မလားဇန်နဝါရီအကုန်ဖြစ်မလားတော့မသိဘူးအဲ့မှာဘုရုကတက်တယ်လိုက်ကြည့်ဖို့တစ်ခေါက်ပြန်လဲလာတာရယ်ဆိုတော့ဘုရုအောင်ဆန်းကသူစနီးပါပါလာတယ်နောက်တော့ဆော့ဆွေတိုက်ကြည့်ရယ်နောက်ပြီးတော့ အဲတော့ပါလာတဲ့ခေါင်းဆောင်အချို့ရဲ့အဲ့ဒါကိုခုနဘာမရေဂျီမန်စင်တာမှာဗမာတပ်မတော်သားတွေကိုလေ့ကျင့်ခဲ့ပြင်တော့ကိုတို့ကအရာရှိစင်းနဲ့ပြန်တင်နာပေးနေတဲ့အချိန်မှာတခါပြန်ပြီးတော့အဲကျွန်တော်တို့လေ့ကျင့်ခံကြည့်ရင်းနဲ့တခါတွေ့တယ်အဲ့ဒီအဲ့ဒီကတွေ့တဲ့ခါကျတော့ဖို့အုပ်ထုံးတဲ့ ဟိုကာဂီဝိစားဟိုမောင်ရိုးတွေ့တဲ့အတိုင်းပဲကပတ်နဲ့နောက်ပါဖနတ်နဲ့ကျော်ဘောဘောမီပခတ်ပွားဘွားအညောနဲ့ဟိုခတ်တူတူနဲ့အဲ့ဒီ site ပဲအဲ့အဲ့ဒီကကြတော့သူကဟိုခတ်တီပါပဲဂျီလာမောလာမဟုတ်ဘူးဟိုသူကအတိအလေးလေးပါလေးပြလိုက်တော့သူကဒါ တင်နှံပါတင်နှံဘာဘယ်လိုတင်နှံမျိုးတင်ပေးနေတက်တဲ့ဘာညာလဲမသိမရတော့မပြောပါဘူးအလေးပြုလိုက်အလေးပြုအဲ့မှာခဏတပြုတ်တင်နှံလျှောက်ကြည့်တော့အရာရှိငယ်ပြောလိုက်သွားတယ်အဲ့ဒီတခါအဲ့ဒါမြင်ပြီးတော့နောက်ဆုံးဒါနောက်ဆုံးဒီလုံချံခံရတဲ့အထိဖြစ်သွားတော့ဗမာတမတော်သားတွေဟာဘူတုတ်ကိုပြည်တိချတွေတတ်တာပါဆိုပြီးစူးစူးပူပူလှုပ်ခဲ့ပေမဲ့ဦးစုံနဲ့အပေါင်းပါတွေကိုဖမ်းဆီးမိသွားချိန်မှာတော့တက်တွေငြိမ်သက်သွားခဲ့ပါတယ်ဒါပေမဲ့တမတော်သားတွေဟာ အဲ့ဒီနေ့ကယူကျုံမရစိတ်နဲ့ပောက်ကွဲခဲ့ကြပါဗျ။မြမလွတ်လပ်ရေးမရခင်9ရက်လူ1949ဒီဇင်ဘာ30ရက်နေ့မှာတော့ဥအောင်ဆန်းအပါအဝင်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုလှုပ်ကြံမှုဥပပေါင်းကြံစီမှုတွေကြောင့်ဥစောနဲ့အတူကြံစီသူတုခမောင်နီမှုန်ကြီးခင်မောင်ရင်တို့အပြင်ကာယကံမြောက်တက်ဖြတ်ခဲ့သူမောင်စုတက်နှင်းမောင်စိန်နဲ့ရန်ကြီးအောင်တို့ကိုတေတံအမိန့်ချမှတ်ခဲ့ပါဗျ။တုခမောင်နီနဲ့ခင်မောင်ရင်တို့ကိုတသက်တကြွထောင်ထံပြောင်းခဲ့ပေမဲ့ ပြန်တဲ့သူတွေကိုတော့1948မေလ10ရက်နေ့မှာဂျူပေကွက်မြက်ခဲ့ပါတယ်။မြမအမျိုးသားကောင်းဆောင်ကြီးဦးအောင်စန်းနဲ့အတူအစိုးရဝင်ကြီးတွေလုံခြံခံရလို့ကြာဆုံးခဲ့တာ68နှစ်တင်းတင်းပြည့်ခဲ့ပေမဲ့ဂလုံးဦးဆောင်တဲ့တပည့်တွေဘာကြောင့်လုံခြံမှုကိုကျူးလွန်ရသလဲဆိုတာဘယ်သူမှအပြေမထုတ်နိုင်ခဲ့ကြပါဘူး။လုံခြံမှုကြီးကိုကြံစီဖို့နဲ့ကျူးလွန်ဖို့ဦးစောကိုဘယ်သူတွေကကြိုးကန်ခဲ့သလဲ။ဦးစောနောက်ွယ်မှာဘယ်သူတွေရှိခဲ့သလဲ။ ။ဗိုလ်ချုပ်တို့လွတ်ကြံခံရချိန်မှာအလန်နီကွန်မြူနစ်ပါတီဟာမတရားသိမ်းဖြစ်ကြီးညာခံထားရပြီးခေါင်းဆောင်သခင်ဆိုးဟာမြေအောက်ကိုပုန်းရှိုးနေရတဲ့အချိန်လည်းဖြစ်ပါတယ်။ရေဒီယိုကတဆင့်ဗိုလ်ချုပ်တို့လွတ်ကြံခံရကြောင်းသတင်းကိုသခင်ဆိုးကြားလိုက်ရချိန်မှာတော့မိုက်လိုက်လေကွာတို့မစည်းလုံးခဲ့လို့ခုလိုဖြစ်ရတာပါလို့အဲ့ဒီနေ့ကအကြောင်းအရာတွေကိုဇနီးဖြစ်သူဒေါ်နှင်းမေကပြန်ပြောင်းပြောပြပါဗျာ။ ။ဘာဖြစ်ဆိုလဲဆိုကျမတို့ကမတရားသင်္ကြန်ခံခံလိုက်ရဘူး။မတရားသင်္ကြန်ခံတော့လျှို့ဝှက်ပြီးနေရတယ်။အလူဝရံကိုမျိုးပေါ်မှာဟိုဖုန်ကြီးကြောင်းနေမှာနေလိုက်အော်ငါတခင်ဆိုးကိုနင်းဖြစ်တဲ့လီစာတဲ့ပုံကူလေးအိမ်မှာနေလိုက်ဘူးတော့တခင်ကျော်စိန်တို့ချောင်းဝင်းကြီးပြန်အိမ်တဲအိမ်ကြီးလို့ပုံတော့အဲ့ဒီအိမ်ကမှာကျမတို့ကတိတ်တိတ်ပုံနေတယ်။ဒါမှမဟုတ်တခင်ဆိုးကသူကအမြဲရေဒီယိုလေးကိုနားထောင်အဲ့ရေဒီယိုက ခါရီလူဝဲဘုံချုပ်တို့အလုံးပေါ့နော်အတခံရပြီဆိုပြီးတော့တခါလေသူတရင်အလိကြတော့သူကပြောဒီရဲ့သူလူဝဲတဲ့ဘုံချုပ်တို့ခါရီအတခံရပြီဆိုတော့တခါတို့ကသူတခါလေတို့စက်ခါတို့ရခါရီလေဝနဲ့လက်သီးလူဘီလာရှောက်မလာရှောက်နဲ့မလေးမလေးကွာမလေးလေးကွာတို့အချင်းချင်းမစည်းလုံးရဲ့လို့ဒီလိုဖြစ်ရလား အဲ့လိုသူစကားပြောသူလိုချင်းနေမစည်းလုံးကြရလို့ဒီလိုဖြစ်ရလားဆိုဦးပစူလီပစူလီတတ်တယ်လို့ပါလေအဲ့လိုမီးရောနော်စိုက်တကင်းဆိုမီးရဆိုရှယ်နေတီပေါ်ကွာတူရောအဲ့လိုပဲပထမပြောဆိုရှယ်နေတီပေါ်တဲ့ဆိုရှယ်နေတီတွေ့ရမလားတဲ့ဒီရီရမှာဆိုကိုစောဖေးတခါတည်းအိမ်မမတောင်းလိုက်ပြီးတော့ပြတ်ပါတယ်ညနေကြတော့စကားကြောက်လား ဟဲ့ဒါရောက်လာဆက်သားကအကျုပ်အကြောင်းပြောတော့အဲဒီတော့မှဘယ်သူဒီလဲဆိုတာဆိုရှယ်လီတိတ်မဟုတ်ပဲနဲ့ဦးစိုးကလောက်သွားတာဆိုတာအဲဒီတော့မှတည်လိုက်တယ်အဲဒီတော့မှသူကနေပြီးတော့မေးတဲ့ဆိုရှယ်လီတိတ်မဟုတ်ဘူးကွာလေဟုတ်ဦးစိုးကဘုတုကဘယ်သူတွေလောက်ကြံတာလဲလို့သခင်စိုးကမေးချိန်မှာတော့ဆိုရှယ်လစ်တွေဘုတုကတတ်လိုက်တာဆိုပြီးဒေါသတွေထွက်နေခဲ့ပါတယ် ဒါပေမဲ့ဂလုံးဦးဆောင်တဲ့တပည့်တွေကိုဖမ်းဆီးမိချိန်မှာဒီလောက်ကျန်မှုဟာပြည်ထရှားတွေကျူးလွန်တာလို့ဆိုပါရယ်။သခင်ဆိုးကဘာလို့ဆိုရှယ်လစ်တွေကို ချက်ချင်းလက်ညှိုးထိုးခဲ့တာလဲ။ကွန်မြူနစ်တွေဆိုရှယ်လစ်တွေဆိုရတဲ့ဂလုံးဦးဆောင်ဟာအာနာမက်တာကြောင့်ဥအောင်ဆန်းနဲ့အစိုးရအဖွဲ့ဝင်တွေကိုလောက်ကျန်ခဲ့တာပါလို့သူရဥပင်ဦးကဆိုပါရယ်။မြမပြည်ကိုလိုနီခေတ်ကနိုင်ယွန်ဖြစ်ခဲ့တဲ့အမျိုးသားရေးဝါဒီဦးဆောင်ဟာဒုတိယကမ္ဘာစစ်ကြီးအပြီးမြမပြည်ပြောင်းရွှေ့လာချိန် တခင်ကသူတိခဲ့ဘူးတဲ့ကောလိကျောင်းသားတခင်ပေါ့ဆကိုအောင်ဆန်းတယောက်အမျိုးသားခေါင်းဆောင်ကြီးအဖြစ်ပေါ်ထွက်လာခဲ့တာကိုဘယ်လို့မှလက်မခံနိုင်ခဲ့ပါဘူးစစ်ပီးစာမြန်မာပြည်နိုင်ငံရေးလမ်းကြောင်းအစ်ပေါ်မှာဦးစောဟာတခင်ထွန်းဒေါက်တာဘမော်ရိုနဲ့လက်တွဲပြီးဦးအောင်ဆန်းဆန့်ကျင်ရေးဂိုင်းသားတွေအဖြစ်တမိုင်းရဲ့ကြည်စည်ခြင်းကိုခံလိုက်ရပါတယ်အမားတော့ဟိုကွန်မြူနတီရဲ့ဘာရင်များတော့ဟိုအတိပေရာကိုက ဒါဥစောဟာအဲသူကဒုက္ခတွေငါလည်းပဲအဲဥပြန်ပြီးတော့လူကြီးလို့ချင်တယ်အဲပြန်ပြီးတော့ဒီနိုင်ငံမှာခေါင်းဆောင်ပြန်ပြီးတော့သူကနောက်ဆုံးသူသူတက်ခဲ့ရတဲ့ boss အောက်ကြည့်ရဲ့ဥစောဟာဘာမဟုတ်တာမှသိရရင်အောက်တန်းရှိနေဆိုတာကအနည်းဆုံးရှိနေလေးပဲဥစောကတော့ငူမူလာတည်းအကြံကြီးတယ်လို့ပါသူဝင်သွားတယ်လေသွားတယ်ဟိုဟိုဒီမှာလည်းပဲမသွားခင်မှာလက်ထုံမင်္ဂလာလုပ်တယ် ်ပုဂ္ဂိုလ်သူဘယင်မင်းမြတ်ကြီးဆိုပြီးတော့လေကမန်တို့ကြောင့်တို့ကြောင့်လေးမှာလက်ထုံးမင်္ဂလာလုပ်တယ်အဲနောက်ပြီးတော့ဒါလည်းမကားသေးဘူးအတူတူကနေမှာကျွန်တော်တို့ဒါရှေရကုံရဲ့ဒေဒီတော်ကြီးများကိုခုနှစ်ကြိမ်ပတ်ပြီးတော့တိုက်ကမောက်နေငှားပြီးတော့ပတ်ပြီးတော့ကြော်ပြီးသွားတယ်ငခိုးရောက်တဲ့ခါကျတော့သူကိုယ်တိုင်ပြောတယ်မအောင်မြင်ဘူးဘောမင်းကသူကအမေရိကန်ကိုကူပြီးတော့ဂျပန်နဲ့ဆက်မယ်လို့တော့မှဂျပန်ပါလာဖို့တိုက်တယ်အဲ့ချိန်မှာသူ့ကိုတစ်ခါဖမ်းပြီးတော့သူ့ရဲ့အကြံစီနဲ့ပတ်သက်လို့သူပြောတယ်ဆိုပြီးတော့အမေရိကန်ကဟိုအင်္ဂလန်နဲ့ဆက်တော့သူ့ကိုပြန်မပြောဘဲနဲ့ပြန်ဖမ်းပြီးတော့ယူဂန်နာမှာထားတယ် ဒါပဲဟုတ်ကဲ့ तू อ่ะနိုင်ငံရေးပြတ်သွားပြီနိုင်ငံရေးပြတ်ပြတ်သွားဒီမှာ तू อ่ะအယူမှုပြောင်းလဲတဲ့ဒီမှာဘာမဟုတ်တဲ့ပေါ့ပြပေါ့လှနာအကောင်ကြီးတက်လုံနေတယ်ဆိုတော့အမြင်သူ့မှာရှိနေတယ်ဘာလဲဒီကောင်ကတောင်ဆန်းဆိုတဲ့ကောင်ကဟိုတုန်းကကျောင်းသားလေးပြည်စည်းကိုငါရှိဆုံးကငနန်း तू ဆိုတော့လူကမူလာတဲ့အကြံကြီးတယ်လို့ပါ तू ရဲ့ service ကဘာမှတိုင်းပြည်နဲ့ပတ်သက်လို့လို့ရဖြစ် तू ကနာမည်ကြီးနေတာတော့ပြီးအင်္ဂလိပ်နဲ့ဆွေးနွေးတဲ့အခါရတဲ့ခါနဲ့ပတ်ပြီးလွတ်လပ်ရေးအတွက်ဆိုခဲ့လို့အရေးဆိုတာရတယ်ဆိုတာလူချင်းတာအဲ့ဒါနဲ့ तू ကသွားတာဒါပဲဟိုကြတော့ तू ဟို မိုးလိုက်တာပေါ့သွားသတ္တိရာဇဝင်ပြောင်းလဲသားကောင်းများတို့ခေါ်ရလောက်ပြီတဲ့ဥဒန်းတွင်လေးပွဲဗမာသူရဲ့ကောင်းအပေါင်းတို့ရဲ့